မင်္ဂလာပါကွယ်ဆ iam တို့ရဲ့ရှေ့သို့ forward education center ကနေပြီးနမောမရအကြောင်းပြုကြောင်းသားများအတွက်ပြင်ဆင်ထားတဲ့သင်ခန်းစာကတိတ်ပန်းအခန်းကတဘာဝဘေးအန္တရာယ်များတွေကမြင်းလင်းဖြစ်ပေါ်ပုံကြောင်းပဲဖြစ်ပါတယ်ယခုလက်တလောမှာမြမပြီမှာမြင်းလင်းဖြစ်ပေါ်ခြင်းကိုကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဒီကောင်းစဉ်ကိုရွေးချယ်ပြီးတော့ဆွေးနွေးသွားတာပဲဖြစ်ပါတယ် မြင်းလင်းဖြစ်ပေါ်ပုံကို အခြေခံကြကြသိနိုင်ဖို့ရာအတွက်အခန်းလေးမှာရှိတဲ့မြေထုချက်တက်တိုးနစ်အကြောင်းကိုအရင်ဆုံးဆွေးနွေးပါမယ်။ဒါကကဘာမြေကြီးပါ။ကဘာမြေကြီးရဲ့အတွင်းပိုင်းဒါကကဘာရဲ့ဘ ਹੁ ဖြစ်ပါတယ်။ဒီကဘာဘ ਹੁ အတွင်းပိုင်းမှာကြောက်ရည်ဘူးချော်ရည်ဘူးတွေ ရှိနေပါတယ်။ဒီဘိုပိုင်းရဲ့အပေါ်ဘက်ကြားလွာကတော့ကမ္ဘာကြားလွာ ဖြစ်ပါတယ်။ကမ္ဘာကြားလွာပြီးရင်အပြင်ဘက်ဆုံးအခွန်တစ်ထပ်ကတော့ကမ္ဘာအပေါ်ခွန်လွာဖြစ်ပါတယ်။ဒီကမ္ဘာအပေါ်ခွန်လွာမှာကုန်းမြေတွေနဲ့တိဆောက်ထားတဲ့တိုက်ကြီးတွေရှိပါတယ်။ဒီအစိမ်းရောင်ပြထားတာပါ။ပင်လေရေသမုတ်တရားတွေလည်းရှိပါတယ်ဒီအပြာရောင်လေးပြထားတာဖြစ်ပါတယ် ဒီကဘာမြေကြီးရဲ့အပေါ်ခွန်လွာကနေစပြီးတော့မှကဘာအပြင်ပိုင်းကိုတိုင်းတာခဲ့ရင်မိုင်90 60ဝန်းကျင်အထူးရှိတဲ့ဒီမာကျော်ချစ်လက်တဲ့ကြောက်ထုနဲ့မြေထုကိုမြေထုချက်လို့သတ်မှတ်ပါတယ်။ဒီတော့မြေထုချက်ရဲ့ပါဝင်မှုအပိုင်းဟာဒီကဘာရဲ့အပေါ်ခွန်လွာနဲ့ရဲ့ဂျားလွာရဲ့အပေါ်ပိုင်းတို့ ပေါင်းစပ်ပြီးမှမြေထုချက်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။မြေထုချက်ဟာမိုင်50 60ဝန်းကျင်အထူရှိပြီးတော့ကြောက်ထုမြေထုတွေနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။အခုပုံမှန်မြင်နေရတာကတော့ကမ္ဘာလုံးကြီးရဲ့အပေါ်မှာရှိနေတဲ့မြေထုချက်တွေကိုပြထားတာဖြစ်ပါတယ်။ဒီမြေထုချက်တွေဟာတစ်ခုနဲ့တစ်ခုအဲ ထိဆက်နေကြပါတယ်သူတို့တွေဟာကမာမြေထုမှာမြေထုချက်အကြီးဟာအနည်းဆုံး6ချက်ရှိပြီးတော့မြေထုချက်အချက်ငယ်တွေဟာအချက်20ပါဝင်ပါတယ်အခုမြင်ရတာကတော့မြေထုချက်တွေရဲ့နော်တရှိနေပုံကို ပြထားတာပါဒါတွေကမြေထုချက်တွေရဲ့အနာစွန်တနည်းအားဖြင့်မြေထုချက်တွေရဲ့နယ်နိမိတ်မြင်းတွေပဲဖြစ်ပါတယ်အဲ ဒီနေရာကတော့ Indian မြေထုချက်အိန္ဒိယမြေထုချက်ပဲဖြစ်ပါတယ်ဒါကတော့ Eurasia မြေထုချက်ဒါမြေထုချက်ကအကြီးပါ Eurasia မြေထုချက်ဖြစ်ပါတယ်ဒါလေးတွေကတော့မြေထုချက်ရဲ့အနာစွန့်နေပဲဖြစ်ပါတယ်ဒီတော့ပုံမှန်မြင်ရတဲ့အတိုင်းဆိုခဲ့လို့ရှိရင်ဟောရီနီယာကမြန်မာနိုင်ငံရဲ့တီနီယာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့တီနီယာနေရာမှာ Eurasian မြေထုချက်နဲ့ Indian မြေထုချက် Indian plate နဲ့ Eurasian plate နှစ်ခုတို့အနာစွန်များထိစပ်နေတဲ့နေရာဖြစ်နေပါတယ်ဒီအနာစွန်တွေထိစပ်နေတဲ့နယ်နိမိတ်မြင်းသည်မြန်မာနိုင်ငံရဲ့အလဲပိုင်းကိုဖြတ်တန်းသွားတာကိုတွေ့ရှိရမှာပါဒါကမြေထုချက်ကြီးပဲဖြစ်ပါတယ် မြေထုချက် tectonic plate တွေဖြစ်ပါလေဒါကတော့မြေထုချက်အခုစုံစည်းရအနားစွန်းနေပါဒီတော့ဒီရဲ့မြေထုချက်ကြီးတွေဟာကဘာရဲ့အတွင်းပိုင်းကမှာရှိတယ်နော်မိုင်းတရားကျော်ထူပြီးတော့ပူပြီးဆေးပြစ်တဲ့ကြောက်ပြော့ထူပေါ်မှာတင်ပြီးဒီမြေထုချက်တွေဟာရွေ့လျာမျောပါနေကြပါတယ်ဒီနေ့အဖြစ်ပြောရင်မြေထုချက်ရဲ့အောက်မှာ မိုင်းတရားကျော်ထူတဲ့ပူပြီးဆေးပစ်တဲ့ကြောက်ပြောထူတွေရှိနေပါတယ်။အဲ့ကြောက်ပြောထူပေါ်မှာတင်းကြီးစောစောကပုံမှန်မြင်ရတဲ့မြေထုချက်တရားအချက်လိုက်ရွေလျားမျောပါနေကြတာပဲဖြစ်ပါတယ်။အဲ့ဒီမြေထုချက်တွေရဲ့ရွေလျားနှုန်းဟာ တနစ်မှာပြင်းပြနစ်စင်တီမီတာနေ30စင်တီမီတာအထိရွေလျားကြပါတယ်ဒီတော့ကနစ်ပေါင်းများစွာ ကြာလာလို့ရှိရင်ဒီအကွာဝေးကကြီးမသက် ကြီးမားလာပါတယ်เนาะအဲတနစ်မှာနစ်စနမီတာရွေ့မယ်ဆိုရင်10နစ်ဆိုလို့ရှိရင်20စနမီတာလောက်ရွေ့သွားမှာဖြစ်ပါတယ်ဒီတော့နစ်ပေါင်းเนาะယာချီလာတဲ့အခါမှာမြေထုချက်တွေဟာရွေ့လျားတာเนาะတော်တော်ကြီးကိုဝေးกว่าသွားမှာဖြစ်ပါတယ်အဲ့တော့မြေကျွချက်တွေရွေလျားပုံ၃မျိုးရှိပါတယ်။ကွဲကွာရွေလျားခြင်း၊စုံစည်းရွေလျားခြင်း ရှော့ပြတ်ယူလျာချင်းတို့ပဲ ဖြစ်ပါတယ်။ကွဲကွာယူလျာချင်းဟာဘယ်လိုမျိုးလဲ။မြေတုချက်တွေဟာတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်လာရကိုကွဲကွာပြီးတော့ယူလျာသွားပါမယ်။ဒီနေ့ဖြင့်ပြောရင်ကြောချင်းဆိုင်ပြီးတော့အဝေးကိုယူသွားလာပါမယ်။စစောကပြောသလိုတနစ်မှာပြန်ပြန်2စင်တီမီတာကနေ10စင်တီမီတာအထိတချို့မြေတုချက်တွေက10စင်တီမီတာအကွာဝေးထိ ရွေလျားတဲ့နှုံရှိပါတယ်တချို့ကတော့5စင်တီမီတာစသည်ဖြင့်ဆန့်ကျင်ဘက်ကိုဝဲကွာပြီးတော့ရွေလျားသွားနိုင်ပါတယ်ဒါဆိုရင်အဲ့လိုဆန့်ကျင်ဘက်ရွေလျားသွားခဲ့ရင်မြေထုချက်နှစ်ခုရဲ့ရှားမှာအကွဲချောင်းကြီးတွေဖြစ်ပေါ်လာမှာပါဆုံစည်းရွေလျားခြင်းကတော့မျက်နှာချင်းဆိုင်မြေထုချက်တရားမျက်နှာချင်းဆိုင်ရွေလာပြီးတော့မှဆုံစည်းကြတာပါအဲ့လိုဆုံစည်းပြီးမြေထုချက်နှစ်ခုကလာပြီးတော့ထိတိုက်မိတယ်ဆိုရင် မြေထုချက်တစ်ခုဟာနောက်ထပ်မြေထုချက်တစ်ခုရဲ့အောက်ထဲကိုမှုတ်ရှိုးပြီးတော့စိုက်ဝင်သွားမှာပဲဖြစ်ပါတယ်။နောက်ရှင်ပြရွေလျားခြင်းကတော့မြေထုချက်တစ်ခုဟာပြက်ကျွေးချောင်းတစ်လျှောက်မှာရေရင်းကြီးအတိုင်းပွတ်တိုက်ပြီးတော့ရွေလျားသွားတာပါ။တစ်ခုကတောင်ဘက်ကိုရွေရင်တစ်ခုကမြောက်ဘက်ကိုရွေမယ်။တစ်ခုကအရှေ့ကိုရွေရင်ဟိုနောက်အဲ့လိုပေါ့ရေရင်းကြီးအတိုင်းရှော့တိုက်ပြီးတော့ရွေလျားသွားတာရှော့ပြရွေလျားတာပါ။ ကဲဒီတော့ကမြေထုချက်ရွေ့လျတဲ့ပုံကို ပုံလေးတွေနဲ့ကြည်လိုက်ရအောင်။ကွဲကွာရွေ့လျခြင်း။ကွဲကွာရွေ့လျခြင်းကဒီပုံမှာ မြေထုချက်နှစ်ခုဟာလာရဆန့်ကျင်ဘက်ကိုရွေ့လျသွားတာကိုတွေ့ရပါမယ်။ဒီတော့ဒီရဲ့ဒီလိုကွဲကွာရွေ့လျသွားတာဖြစ်တဲ့အတွက်အလဲမှာ အကွက်ချောင်းကြီးတွေဖြစ်လာပါတယ်နော်။ဆောင်းနေတဲ့အကွက်ချောင်းကြီးကြီးတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့စုံစည်းရွေလျားခြင်းမှာစုံစည်းရွေလျားခြင်းဟာကြတော့မြေထုချက်နှစ်ခုဟာမျက်နှာချင်းဆိုင်ရွေလျားလာပြီးတော့ဒီအလဲမှာစုံစည်းတဲ့အခါမှာမြေထုချက်တစ်ခုရဲ့အောက်ကိုနောက်တစ်ခုကငုတ်ရှိုးပြီးတော့စိုက်ဝင်သွားတာဖြစ်ပါတယ်။ရှော့ပြတ်ရွေလျားခြင်းကသူတို့ဟာဒီပြတ်ရွေချောင်းတစ်လျှောက်မှာဘေးဒရေပင်းကြီးအတိုင်းရွေလျားသွားတာဖြစ်ပါတယ်။ ်ပြီးတော့မြေထုချက်တည်းဟာဒီနီလန်း၃ခုနဲ့ဒီရွေ့လျားပုံ၃ခုနဲ့နှစ်စင်နှစ်တိုင်းနှစ်စင်တီမီတာနေ၁၀စင်တီမီတာအတွင်းရွေ့လျားနေကြတာဖြစ်ပါတယ်ဒီတော့ကနှစ်ပေါင်း၁၀ကြီးလာမယ်ရာကြီးလာမယ်ဆိုတဲ့အခါမှာဒီရွေ့လျားချင်းတွေဟာ များလာပြီးတော့ကွဲကွာဝါခဲ့ရင်လည်းပမာဏကြီးမလာမှာဖြစ်ပါတယ်ရှော့ပြရွေ့လျားသွားရင်လည်း ရွေ့လျားသွားတဲ့အကွာဝေးကဝေးကွာသွားတဲ့အခါမှာပမာဏကြီးမလာမှာဖြစ်ပါလေဒီပုံမှာလဲနော်သမုတ်တရားအဲအနဝါကုံမြင့်တန်းရဲ့အလဲဝင်ရိုးချောင်းဟာဒီနားမှာမြေထုချက်ကပြတ်ပြီးတော့ရွေ့သွားတယ်ပုံပြောင်းပြတ်ရွေ့ချောင်းမို့လို့ပေါ့နော်ဘေးတိုက်ရှော့ပြတ်ရွေ့လျားနီးနေရွေ့လျားတဲ့ပုံကိုဖော်ပြထားတာဖြစ်ပါတယ်နော်အဲ့ဒီပြတ်ရွေ့ချောင်းတစ်လျှောက်မှာ ဒီလိုပြတ်ရွေ့သွားတာเนาะကြီးမားလာခဲ့ရင်အကွာဝေးပမာဏတွေများပြားလာပြီပြတ်ရွေ့သွားတာ2 cm 6 cm မကတော့နှစ်ပေါင်းများစွာကြာလိုက်တဲ့အခါမှာပြတ်ရွေ့ချောင်းရဲ့ပမာဏကြီးမားလာပြီဆိုရင်အဲ့ဒီပြတ်ရွေ့ချောင်းမျိုးတစ်လျှောက်မှာဇောက်တိုင်ကလေးနေဖြစ်ပေါ်တတ်ပါတယ် ဒါလေးကအမေရိကန်မှာရှိတဲ့ပြည့်ရည်ကြောင်းလေးရဲ့ပုံကိုဖော်ပြထားတာဖြစ်ပါတယ်။ကဲမြန်မာနိုင်ငံရဲ့ဒီနေရာကိုကြည့်ရအောင်။ဒီမှာစစောကပြောခဲ့တဲ့ Indian plate ရှိပါတယ်။ဒီဘက်အချမ်းကဘဲဘက်အချမ်းဒီအနီရောင်မြင်းရဲ့ဒီဘဲဘက်အချမ်းက Indian plate ဖြစ်ပါတယ်။တခါတည်းက Eurasia plate ဖြစ်ပါတယ်ဒါကဒီအနီရောင်မြင်းရဲ့ညာဘက်ချမ်းမှာအဲ့တော့ အိန္ဒိယန်ဖလိတ်နဲ့ယူရေရှားဖလိတ်တို့ရဲ့အနာစွန်းနေရလာပြီးဒီမြန်မာနိုင်ငံအလဲပိုင်းကိုဘောနော်ဖြတ်သွားတာကိုတွေ့ရမယ်ဒါစကိုင်းပြည့်ွေချောင်းဖြစ်ပါလေအဲ့တော့ဒီပြည့်ွေဒီကခုနလို့ကွဲကွာပြည့်ွေဖြစ်လာမယ်ဆိုခဲ့ရင်ဘောနော်နှစ်ပေါင်းညလာတဲ့အချိန်မှာပြည့်ွေချောင်းကပမာဏကြီးမားလာတဲ့အခါငလင်လုတ်ချင်းနေ ဖြစ်ပေါ်လာပါလေ အဲ့တော့မြန်မာနိုင်ငံမှာငလင်လောက်ခတ်နိုင်တဲ့ပြက်ရွေးချောတွေကိုတည်နေရကိုပြထားတာပါဒါကစကိုင်းပြက်ရွေးပါအခုကပြထားတာအခုလက်ရှိမှာနော်လက်တလုံးမှာငလင်လောက်နေတာဒီစကိုင်းပြက်ရွေးကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်နော်ဒါကတော့အဲမေမျိုးတောင်ကြီးလွိုက်ကော်ရှိတဲ့ကြောက်ကြမ်းပြက်ရွေးဖြစ်ပါတယ်ဒါကတော့ဖာပွန်ပြက်ရွေးဖြစ်ပါတယ်ဒါကမြောက်ဦးပြက်ရွေးရခိုင်ပြည်နယ်မှာ ရှိပါတယ်เนาะဒီပြည့်ရွေတွေကြောင့်ငလင်းတွေဟာလုတ်ခတ်နိုင်ပါတယ်နောက်ဆောဆောကပြောတယ်စကိုင်းပြည့်ရွေတနည်းအားဖြင့်မြေငလင်းကြောရဲ့ပုံကိုပြထားတာပါမြန်မာနိုင်ငံမှာရှိတဲ့စကိုင်းပြည့်ရွေရဲ့တီနီယာကိုဖော်ပြထားပါတယ်အဲ့တော့ဒီစကိုင်းပြည့်ရွေတခြားမှာရှိတဲ့မြို့တွေကတော့ဒီမြို့တွေပဲဖြစ်ပါတယ်ထိတ်ဆုံးမှာမြစ်ကြီးနားဖြစ်ပြီးတော့အောက်ဆုံးမှာရန်ကုန်သုံးခွဒီတရှိပါတယ်အဲ့ကနေမှပင်လယ်အောက် ကျမ်းမြင်တဲ့ကိုစိုက်ဝင်သွားတာကိုတွေ့ရပါမယ်ဒီတော့ဒီရဲ့ပြည့်ရွေအကြောင်းကိုသိသွားပြီဆိုရင်မြင်လင်လှုပ်ခြင်းအကြောင်းကိုဆက်ပြီးတော့လေ့လာပါမယ်မင်္ဂလာပါကျေးဇူးတင်ပါတယ်